စေးဘဲဥရွေးနီးလေးတင်ပေးပါအောင်ခွဲလိုက်တဲ့အထဲကအနှစ်ကလေးမကြက်ဘူးဖြစ်နေတယ်ဈေးမှာတလုံး850လေးလုံးယူရင်3000ဆိုလို့လေးလုံးဝယ်ခဲလိုက်တယ်ကဲအခုသူ့ရဲ့ထုံးအခွန်နေအရင်ခွာမယ်ပေါ့နော်ထုထုပြီးတော့အမဘဲဥခွန်လေးဖြစ်သွားတော့စပြီးတော့ခွာပါမယ်ခွာကြတဲ့အန်တိလိုက်ပြီး ငါရဲ့စေဘူကတိတ်ပြီးတော့မကြက်သေးဘူးဆိုတော့အနှစ်တောင်ပေါက်ထွက်သွားတယ်။ခွာပြီးပြီဆိုတော့ထုံးထက်လေးတွေကတ်နေမှာဆိုလို့ရေနဲ့ဆေးလိုက်ပါမယ်။ရေဆေးပြီးပြီးရင်တော့ဘဲဥကိုဒါတော့အမီတို့တင်ထားပေးရဲ့အချီကျိုးနဲ့စိတ်ပါမယ်။အချီကျိုးနဲ့စိတ်တာကြတော့လေဘဲဥကျက်ဥတွေကိုလေလှလှလေးလေးထွက်လာတယ်ပြီးတော့အနှစ်တွေကအရန်ကြီးလဲအလေးလွဲမဖြစ်တော့ဘူးပေါ့နော်ခွဲလိုက်ကြတဲ့ကကိုရဲ့စီဘဲဥကတော့အနှစ်ကလုံးဝမကျက်တယ်ဘူးဒါမဲ့လည်းမတက်နိုင်ဘူး ောက်စားရမှာပဲလေတလုံး950အောင်ပေးထားရတယ်ဆိုတော့အစိတ်တတိလေးတွေကိုဒါလေးနဲ့ထပ်ပြီးတော့လှိပါမယ်ပြီးရင်တော့အတုတ်တုတ်ဖို့အတွက်ခရိုင်းကျင်တီအချက်တွန်ဒီပပလှိတာလေးရဲ့ငရုတ်တီလေးတွေထည့်မယ်နှံလေးဖြူမယ်အရသာအတွက်ကိုအချူမှုတ်ရယ်ငမြိုင်ထည့်မယ်ငမြိုင်ကလစ်ကလေးဖြတ်မိသွားလို့တံမြာသီးလေးညှစ်မယ်နနံမင်းကြိုက်ရင်တော့ထဲစားပေါ့ဖီတန်ထုတ်ကောဆေးဘဲထုတ်လေးရပါ